စီကိုလက်ညှိုးကြီးထိုးပြီးတော့ရောက်လာတာလက်ညှိုးကြီးထိုးပြီးတော့အာငါခုနားမှာရှိတယ်ကျမကဘာမှမခေါ်ဘူးဘာမှမခေါ်ဘူးဆိုပြီးတော့ကျွန်တော်လက်ညှိုးကြီးထိုးပြီးအဲ့လိုဝင်လာတော့ကျွန်တော်အယမ်းလန့်သွားတယ်တခါမှလည်းမကြုံဘူးလေဒါမျိုးဆိုဟိုဘယ်လိုပြောမလဲပြောပဲပြောဘူးလားသူများတွေလောက်တာပဲမြင်ဘူးလားကိုနဲ့တိုင်းရဲ့မတွေ့ဘူးတဲ့ခါမှာကျွန်တော်အယမ်းတုံလောက်သွားတယ်သူကလည်းကျွန်တော်စီကိုဦးတည်ပြီးဘာလို့ကိုကကိုကဦးဆောင်ပြီးခေါ်လိုက်မိတာအောင်နော်ဒီမကြွမလွတ်တဲ့သူတွေအမျှလိုချင်တဲ့သူတွေလာခဲ့ပါဆိုကျွန်တော်ဟိုကိုကအားလုံးတိုင်ရင်းလိုက်တာအရှိန်ကနေဥဆောင်ပြီးတိုင်ပြီးတော့ရုပ်ပေးလိုက်တဲ့ခါကျတော့သူကကိုစီကို အာကိုတကြီးနဲ့ပြေးလာတော့ကျမဟိုနားမှာရှိတယ်ဟိုနားမှာရှိတော့လက်ညိုးကြီးထိုးပြီးကျွန်တော်နောက်ကျော်လက်ညိုးကြီးထိုးကျွန်တော်လည်းလှဲကြည့်တော့လည်းမတွေ့ရဘူးပေါ့နော်အဲရှိတယ်ရှိတယ်ဘူးမငါ့ကိုအမြပေးဖို့မခေါ်ဘူးအမြပေးဖို့မခေါ်ဘူးဆိုတော့ပြောတဲ့ခါကျတော့ဩဟုတ်ပြီအခုကျွန်တော်တို့ပေးမယ်နောက်တစ်ခေါက်ပြန်ရုပ်ပေးမယ်လိုက်စုံတော့လိုက်စုံတော့ဆိုတော့လေသူကိုယ်တိုင်တာရုခေါ်တယ်အမြယူတယ်ပြီးတဲ့ခါမှာသွားတော့မယ်သွားတော့မယ်ဆိုပြီးပြောပြီးတော့ငြိမ်ကြသွားတာပေါ့နော်ကိုကိုနိုင်ကလည်းကိုယ့်ရဲ့အလှူဒါနလေးတွေဘယ်လိုပြောမလဲထိရောက်သွားတယ်ပေါ့နော်ထိရောက်စွာ ဖြစ်သွားတယ်ဆိုတာကိုမျက်မြင်ကိုယ်တွေ့ရတဲ့အတွက်အရန်ကိုလည်းတုံ့လှုပ်တယ်အရန်ကိုလည်း ဟုတ်ပီတိလည်းဖြစ်မိတယ်အာထပ်ပြီးတော့ဒီတက်မကပို့ပြီးတော့ကြိုးစားနိုင်အောင်လှူပန်းနိုင်အောင်ကြိုးစားပါမယ်လို့ဒီညနေပြောပြရစီခလင်စားလောက်တဲ့အချိန်မှာတော့ကျွန်တော်စိတ်ထဲမှာဒီလောက်ထိပြိုပြက်ပျက်စီးသွားမိမယ်လို့မထင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်း Facebook တွေပေါ်တက်လာတဲ့ဗီဒီယိုမှတ်တမ်းတွေအာကြည့်ပြီးတဲ့အခါကျတော့အရန်ကိုပျက်စီးရုံရင်းသွားတာကိုတွေ့ရတဲ့အတွက်ထပ်တူစိတ်မကောင်းဖြစ်ရတယ်ဒီအတွက် share မိဘပြည်သူတွေအတွက်ကိုဘာပြန်လုပ်ပေးရမလဲဆိုတော့အတွေးတစ်ခုခေါင်းထဲမှာဝင်လာပြီးတော့မှအာကျွန်တော်ရဲ့အဆိုတော်ဟန်တူးဆိုင်ရဲ့နှစ်ယောက် ပေါင်းပြီးတော့သိန်းတရာမတီးတယ်မတီးပြီးတဲ့အခါမှာသူ့ရဲ့ပြည်သက်တွေကျွန်တော်ရဲ့ ချရတဲ့မိဘပြည်သူတွေကျွန်တော်ရဲ့လုပ်ငန်းရှင်အမိတ်ဆွေအပေါင်းအသင်းတွေဝိုင်းပြီးလှူပေးကြရဆိုအခုဆိုလို့ရှိရင်3900ကျော်ရှိသွားပြီပေါ့နော်အဲ့ဒီပတ်စံနဲ့ကျွန်တော်တို့လှူဒန်းတွေစတင်ပြီးတော့လှုပ်ဆောင်ပေးနေပါတယ်ခင်ဗျာပထမအဆုံးချင်းလမ်းနေနဲ့ကျွန်တော်လှူဒန်းခဲ့တာကတော့ပျော်ပွဲအဲကြောက်စဲမန္တလေးအာပြီးလို့ရှိရင်စကိုင်းအာအင်းဝတဒါဦးမနူးအုပ်ချောင်းရှိတဲ့အုပ်ဘုတ်တန်းအဲစတဲ့ဟိုမျိုးတွေတောက်လျှောက်ကိုကျွန်တော်တို့ပထမအချိန်လှူဒန်းမိပါပြီခင်ဗျာဒါကတော့ပထမအချိန်လှူဒန်းတာပေါ့ပထမအချိန် ်မှာတော့ကိုကိုတိုင်းလည်းဒါဘယ်လိုပြောရမလဲရေဘေးဆိုရင်တော့ခဏခဏကြုံခဲ့ရတယ်အခုကတော့ဒါငလင်ဘေးဖြစ်တဲ့အတွက်ဘာတွေလိုအပ်တယ်လဲဘာတွေမြေပြင်မှာတကယ်လိုအပ်နေလဲဆိုတော့မသိတဲ့အတွက်အစားအသောက်တွေစတင်ပြီးတော့လှူဒန်းဖြစ်ခဲ့တယ်ဗောဒါပေမဲ့တကယ်တမ်းသိခဲ့ရတာအခုကဘာလဲဆိုတော့အခုလိုမြေပြင်မှာဆင်းပြီးတော့လှူဒန်းတဲ့အခါမှာသိရှိခဲ့ရတဲ့အရာဒီအရာရေဘေးနဲ့မတူဘောနော်ရေဘေးဆိုတာကတော့တပတ်နှစ်ပတ်ပြီးသွားတဲ့အခါကျရင်ကိုယ့်အိမ်မော်ကိုပြန်တက်နေလို့ရတယ်နော်မယ်လိုက်ကိုပြန်ရသွားလို့ရတယ်ဗောအခုဒီဟာကတော့အဲ့လိုမဟုတ်ဘူး ကျွန်တော်တို့မိဘပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်ရှိသမျှအရာအားလုံးအမှိုက်ပုံလိုမျိုးဖြစ်သွားတာဒီအတွက်ကြောင့်မလို့ပြန်လည်ထူထောင်ဖို့ရန်အတွက်ကျွန်တော်တို့နှစ်နှစ်နဲ့ချီပြီးကြာမယ်ကာလရှည်ကြီးတစ်ခုကိုအတူလက်တွဲပြီးတော့ဖြတ်သန်းရမယ်အနေထားမျိုးဆိုတာကိုကျွန်တော်ကောင်းကောင်းကြီးသိလာရတယ်ဒီအတွက်ကြောင့်မလို့ဒုတိယခြေလှမ်းအနေနဲ့ကျွန်တော်တို့နောက်ထပ်အလူတန်းတစ်ခုကိုလည်းဆက်ပြီးတော့လှုပ်ဖို့အတွက်ကိုရည်ရွယ်ထားပါတယ်။အဲ့ဒါပါလဲဆိုတော့ချဲရမီဘပြည်သူတွေ အာခဏတာခဏတာလို့ပြောတဲ့အချိန်မှာတပတ်နှစ်ပတ်တလားနှစ်လားမဟုတ်ဖ ೇನೆ ပေါ့เนาะခဏတာနားခိုလို့ရဖို့အတွက်ကျွန်တော်တို့ခိတယာယီအိမ်ယာတွေဖန်တီးပေးဖို့အတွက်ကိုအခုစ조사နေပါတယ်ခင်ဗျမြေပြင်မှာလက်တွေ့သွားတဲ့အခါကျတော့အရန်စိတ်မကောင်းဖြစ်ရတယ်ဘာဖြစ်လို့ဆိုတော့အိမ်တွေကလေကျွန်တော်တို့မုတ်ကျွတ်တွေကျိုးပြီးတော့ပုံဟိုမုတ်ကျွတ်အကျိုးတွေပုံနေတယ်လို့မျိုးပဲပေါ့เนาะအဲ့လိုမျိုးတွေအပုံလိုက်အပုံလိုက်အပုံလိုက်တွေဒါပျက်စီးသွားတာကိုတွေ့ရတဲ့အတွက်ကြောင့်မလို့သဘာဝဘေးရန်နေရာကြီးကအရန်ကြောက်ဖို့ကောင်းတယ်ဆိုတာကိုလည်းကျွန်တော်မြင် ဲရတယ်ပြီးတော့သင်္ခါရသဘောတရားတွေကိုလည်းကျွန်တော်သိရှိခဲ့ရတယ်ပေါ့နော်တရားတွေလည်းတော်တော်ရပါတယ်ချရာမိဘပြည်သူတွေစုံပါသွားတဲ့သူတွေတချို့ဆိုလို့ရှိရင်တအိမ်လုံးဘယ်သူမှမကြံခဲ့အိမ်ကြီးမဲ့အပုံလိုက်ကြီးကြံခဲ့တယ်တချို့ဆိုလို့ရှိရင်တယောက်နှစ်ယောက်ခွဲကြံခဲ့တယ်အကုန်လုံးကစုံပါသွားတယ်အဲဒါမျိုးတွေကိုလည်းကြုံတွေ့ခဲ့ရတာပေါ့နော်အဲ့တကြောင့်မလို့ကျွန်တော်ကတော့အာဘယ်လိုပြောရမလဲအိမ်နေပြိုပြတ်တဲ့အိမ်နေဆိုကိုယ်တိုင်သွားတယ်အဲ့ဒီအိမ်ရှင်တွေကိုကိုယ်တိုင်သွားပြီးတော့မှတကယ်ပြိုပြတ်သွားတဲ့အိမ်ရှင်တွေကို တတိယရောက်ပေါ့နော်အိမ်တော်ကိုငွေ3သိန်းစီပေါ့ကျွန်တော်လှူဒန်းခဲ့တယ်ပထမတစ်ချိန်မှာကျွန်တော်လှူဒန်းခဲ့တာဆိုရင်သိန်း300ကျော်ပို့ကျွန်တော်လှူဒန်းခဲ့ပါတယ်ပြီးတော့အစားအသောက်ကိုပြောမယ်ဆိုရင်လည်းလူ9000စာလောက်ကိုကျွန်တော်တို့လှူဒန်းနိုင်ခဲ့တယ်ကျွန်တော်လှူဒန်းတဲ့အတွက်ကြောင့်မလို့အာဘယ်လိုပြောရမလဲရေလှူတဲ့သူတွေလက်ဖက်ထုပ်တွေလှူပေးတဲ့သူတွေအများကြီးကျွန်တော်စီမှာထပ်ပြီးတော့ပေါ်လာတာဖြစ်တဲ့အတွက်အာမိဘပြည်သူတွေအတွက်အကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ ဟိုပထမတစ်ချိန်မှာတော့လှူဒန်းနိုင်ခဲ့ပါတယ်ခင်ဗျကျွန်တော်မန္တလေးမြို့ပေါ်မှာပေါ့နော်တွေ့တွေ့ခဲ့ရတဲ့စိတ်မကောင်းစရာမြင်ကွင်းတစ်ခုကတော့အာဘယ်လိုပြောရမလဲဆိုတော့ဟိုတယ်ကြီးတစ်ခုရဲ့အရှိမပါပေါ့နော်လမ်းဘေးမှာအဲဓူးလေးထောက်ပြီးတော့လောက်လေးချီပြီးတော့မျက်ရည်တွေနဲ့ငိုပြီးတော့ဆူတောင်းနေတဲ့ အဲမြင်ကွင်းမျိုးကြီးလည်းမြင်ခဲ့ရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီဟိုတယ်ကြီးထဲမှာပိတ်မိနေတယ်ဒီဟိုတယ်ထဲမှာပြီးပြီးတော့ထွက်မလာသေးတဲ့သူတို့ရဲ့မိသားစုဝင်တွေအတွက်ကိုသူတို့ပူဆွေးနေတာပေါ့နော်တချို့ကြတော့လည်းဒီကယ်ဆယ်ရေးသမားတွေကိုကယ်ပေးဖို့အတွက်ဘယ်လိုပြောရမလဲသူတို့တောင်းမှန်ပြီးတောင်းဆိုနေတာပေါ့နော်အဲ့လိုမျိုးမြင်ကွင်းတွေကိုတွေ့ရတဲ့အခါကျတော့ကိုသားလည်းအဲ့နေရာမှာဆိုရယ်စိတ်ကိုချင်းစာစိတ်ကလေးနဲ့ပေါ့နော်ရင်ထဲမှာမချိနေအောင်ခံစားရပါတယ်အဲ့တော့ ဟိုဆူတောင်းနေတာတခုကတော့ဒီလိုသဘာဝဘေးအန္တရာယ်ကြီးပေါ့နော်နောက်ထပ်ထပ်ပြီးတော့မဖြစ်ပါစေနဲ့တော့လို့ကျွန်တော်ဆူတောင်းပေးချင်ပါတယ်ခင်ဗျပြီးတော့ထူးထူးခြားခြားအနေနဲ့ပေါ့နော်ကျွန်တော်တို့မေနူးအုပ်ချောင်းအခုကျွန်တော်နောက်မှာရှိတဲ့မေနူးအုပ်ချောင်းရှိတဲ့ရွာပေါ့နော်အိုးဘုတ်တန်းဆိုတဲ့အင်းဝါရွာတခုကိုသွားပြီးတော့လှူဒန်းတဲ့အခါမှာအာကျွန်တော်ရဲ့အလှမဖြစ်ခဲ့ဘူးတဲ့လူမတယောက်ဆိုရင်သူ့ရဲ့သမီးလေးရောလူမမဲခလေးလေးရောဈေးဝယ်သွားနေရင်လည်းစိုင်ပြိုလို့ပြီပြီးတော့တခါတည်းအသက်ဆုံးသွားတာကို ဟိုကြုံခဲ့ရတယ်အဲ့ဒီအလှမဆိုရင်ဒါနောက်နေ့ကျရင်အလှလူဖို့အတွက်ကျွန်တော်နဲ့ဆက်ရံပေးပြီးသားကျွန်တော်ကိုအလှလုပ်ဖို့ငှားပြီးသားပေါ့နော်အဲ့လိုမျိုးဘယ်လိုပြောမလဲကိုယ်နဲ့နီးစပ်တဲ့သူတွေနဲ့ထိခိုက်မှုတွေရှိတယ်လို့ပေါ့နော်တချို့ကျတော့လည်းကိုယ်နဲ့မနီးစပ်ဖ ೇನೆ ထိခိုက်သွားတဲ့သူတွေအများကြီးပဲကျွန်တော်ကတော့အလှလုပ်ပြီးတဲ့အခါတိုင်းမှာကျွန်တော်အဲ့ဒီလှူဒန်းလာတဲ့အလှ အဖို့ပါကအဆုစုပေါ့နော်အခုဆုံးမသွားတဲ့သူတွေမြင်းမြဲမြဲသူတွေအကုန်လုံးကိုကျွန်တော်ခေါ်ပြီးတော့တာရုခေါ်တဲ့အမျှပေးတယ်ဒါအမြဲတမ်းကျွန်တော်လုပ်တယ်ပေါ့အခုသွားတဲ့အလူထောက်ရှောက်မှာအဲ့ဒီအင်းဝမနူးအုပ်ချောင်းသားမှာလုပ်တဲ့အခါမှာတော့ကျွန်တော်စီမှာအန်တီတယောက်ကဝင်ပူးပြီးတော့ပေါ့နော်ကျွန်တော်စီကိုလက်ညှိုးကြီးထိုးပြီးတော့ရောက်လာတာ လက်ညှိုးကြီးထိုးပြီးတော့အာငါခုနားမှာရှိတယ်ကျမကဘယ်သူမှမခေါ်ဘူးဘယ်သူမှမခေါ်ဘူးဆိုပြီးတော့ကျွန်တော်လက်ညှိုးကြီးထိုးပြီးအဲ့လိုဝင်လာတော့ကျွန်တော်အယမ်းလန့်သွားတယ်တခါမှလည်းမကြုံဘူးလေဒါမျိုးဆိုဟိုဘယ်လိုပြောမလဲပြောပဲပြောဘူးလားသူများတွေလောက်တာပဲမြင်ဘူးလားကိုနဲ့တိုင်းရဲ့မတွေ့ဘူးတဲ့ခါမှာကျွန်တော်အယမ်းတုံလောက်သွားတယ်သူကလည်းကျွန်တော်စီကိုဥတီပြီးဘာလို့ကိုကကိုကဥဆောင်ပြီးခေါ်လိုက်မိတာရောနော်ဒီမကြွမလွတ်တဲ့သူတွေအမျှလိုချင်တဲ့သူတွေလာခဲ့ပါဆိုကျွန်တော်ဟိုကိုကအားလုံးတိုင်ဝင်းလိုက်တာအရှေ့ကနေဥဆောင်ပြီးတိုင်ပြီးတော့ရုတ်ပေးလိုက်တဲ့ခါကျတော့သူကကိုစီကို အားကိုးတကြီးနဲ့ပြေးလာတော့ကျမဟိုနားမှာရှိတယ်ဟိုနားမှာရှိသူကလက်ညိုးကြီးထိုးပြီးကျွန်တော်နောက်ကျော်လက်ညိုးကြီးထိုးကျွန်တော်လည်းလှဲကြည့်တော့လည်းမတွေ့ရဘူးပေါ့နော်အဲရှိတယ်ရှိတယ်ဘူးမငါ့ကိုအမြပေးဖို့မခေါ်ဘူးအမြပေးဖို့မခေါ်ဘူးဆိုတော့ပြောတဲ့အခါကျတော့ဩဟုတ်ပြီအခုကျွန်တော်တို့ပေးမယ်နောက်တစ်ခေါက်ပြန်ရုပ်ပေးမယ်လိုက်စုံတော့လိုက်စုံတော့ဆိုတော့လေသူကိုယ်တိုင်တာရုခေါ်တယ်အမြယူတယ်ပြီးတဲ့အခါမှာသွားတော့မယ်သွားတော့မယ်ဆိုပြီးပြောပြီးတော့ငြိမ်ကြသွားတာပေါ့နော်ဆိုလိုတဲ့အဓိပ္ပာယ်ကတော့ तू ဒါကျွတ်လွတ်သွားပြီဆိုတဲ့အဓိပ္ပာယ်မျိုးတော့ ပေါက်တာပေါ့အဲ့အတွက်ကြောင့်မို့လို့လဲသူရဲ့မိသားစုဝင်တွေကလည်းပူဆွေးပင်မဲ့လဲအစိုးရရဲ့အကောင်ပေါ့နော်ဟိုကျွတ်လွတ်သွားတာကိုမြင်ရတဲ့အတွက်လဲပျော်ရတယ်ကိုကိုနိုင်ကလည်းကိုယ့်ရဲ့အလှူဒါနလေးတွေဘယ်လိုပြောရမလဲထိရောက်သွားတယ်ပေါ့နော်ထိရောက်စွာဖြစ်သွားတယ်ဆိုတာကိုမျက်မြင်ကိုယ်တွေ့ရတဲ့အတွက်အယောင်ကိုလည်းတုံ့လှုပ်တယ်အယောင်ကိုလည်း ဟောပီတိလည်းဖြစ်မိတယ်အာထပ်ပြီးတော့ဒီတက်မကပို့ပြီးတော့ကြိုးစားနိုင်အောင်လှူပန်းနိုင်အောင်ကြိုးစားပါမယ်လို့ဒီညနေပြောပြရစီခင်ဗျနမခိုးကြီးတယောက်ပဲကြံတယ်သူရဲ့ယောက်ျားပေါ့နော်ဆုံးသွားတာအဖွာကြီးပေါ့နော်ကြံတဲ့ကလေးတွေကလည်းရှိရဲ့ပုံမပေါ်ဘူးအဖိုးကြီးကလည်းတုံတုံကြီးကြီးနဲ့ ကျွန်တော်ကနာမည်မေးတာပေါ့ဘယ်သူမှသုံးပါတဲ့သူတွေအများကြီးဆိုတဲ့အခါကျနာမည်ဘယ်သူလဲပြောနာမည်ဘယ်သူလဲပြောဆိုတဲ့အခါမှာသူ့နာမည်ကိုထုတ်ပြောတော့ဒေါ်စိန်ဆိုလားဘာဆိုလဲမသိပြောတော့ပြောနေနာမည်မေ့သွားပြီအဲ့နာမည်ကိုထုတ်ပြောလိုက်တဲ့အခါမှာသူ့ရဲ့မိသားစုဝင်အဲ့နားမှာရှိနေတာဟုတ်တယ်တဲ့အဲ့နားမှာနေသုံးသွားတာတဲ့ပြီပြီးတော့အိမ်ပြိုပြီးတော့ပြီပြီးတော့သုံးသွားတာတဲ့ပြောတဲ့အခါကျတော့ အဲ့ဒီအဖိုးကလည်းဟိုဝမ်းနဲ့ပတ်လက်ဖြစ်တာပေါ့နော်သူ့အမျိုးသမီးဒီလိုဝင်ပြီးဘူးတယ်ဆိုတော့ကျွန်တော်ကလည်းသူ့ကိုနှိမ့်သိခဲ့တာပေါ့ဒါကောင်းတဲ့ကိစ္စတစ်ခုပါလို့အဲ့တကြောင့်မလို့ပတ်စံတသိန်းနှုခဲ့တယ်နောက်နေ့ကျလို့ရှိရင်ဘုံကြီးစွန့်ကပ်ပြီးတော့ထပ်ပြီးတော့အမျှဝေပေးပါအခုပုံစံကြည့်ရတော့သူ့ ူဘယ်လိုပြောရမလဲကျွန်တော်ပေးတဲ့အမျှအောင်သူရရတယ်တာရုခေါ်ပြီးတော့သူငြိမ်ကြသွားတယ်သွားတော့မယ်လို့လည်းသူပြောသွားတာဖြစ်တဲ့အတွက်အဲကျွတ်လွတ်သွားပြီလို့တော့ကျွန်တော်တို့ယူဆတာပေါ့ဒါပေမဲ့ဒါ officially ပေါ့နော်ဒီဘုံကြီးတွေနဲ့စွန့်ထက်ကပ်ပေးပါဆိုကျွန်တော်ငွေတသိန်းထပ်ပြီးတော့လှူဒန်းခဲ့ပါတယ်ခင်ဗျာအခုဒီတစ်ခါသွားတဲ့အခါမှာအိမ်ပြိုပြတ်တဲ့အိမ်တွေကိုတွေ့မယ်ဆိုရင်ကျွန်တော်တို့ငွေသားတသိန်းလှူဒန်းခဲ့တယ်တခြားငလင်ပေးတင်တဲ့သူတွေဆိုတော့3000မျိုးပြီးလို့ရှိရင်ဒီပါတဲ့ပစ္စည်းတွေထမင်းထုတ်တွေကျွန်တော်ဝင်ငှပြီးတော့လှူဒန်းခဲ့ပါတယ်ခင်ဗျာ ကျွန်တော်တို့အခုဒီငလင်ဘေးရအရန်ကိုပြင်းတယ်ပြင်းတဲ့ပြင်ကိုဘယ်လိုပြောရမလဲအာကျွန်တော်အောက်ပြီးအောက်ရွာမှာဒါဒါဘယ်လိုပြောရမလဲယုံတန်းစကားပေါ့နော်ငလင်လှုပ်သွားတယ်ဒီလိုကြီးတိုက်ကြီးပြိုသွားတယ်ပြိသွားတယ်ကျွန်တော်တို့ရုပ်ရှင်တွေလည်းမြင်ဘူးနေတဲ့အခါကျတော့အခုတကယ်အဖြစ်အပျက်ကိုကြည့်တဲ့အခါမှာလည်းဒါတိတ်ပြီးမထူးဆန်းသလိုဖြစ်တာပေါ့ဒါပေမဲ့ကိုကိုတိုင်းသွားကြည့်လိုက်တဲ့အခါမှာသူတို့ရဲ့အပူတော့ကတွေသူတို့ရဲ့ပူဆွေးမှုတွေနဲ့ရှင်လိုက်တဲ့အခါမှာသူတို့တွေဒီထဲမှာပိတ်မိနေတာက တေသားလည်းရှင်သားလည်းမသိတချို့ဆိုလို့ရှိရင်အလောင်းလည်းမရဘူးဓာတ် body လည်းမရဘူးတချို့ဆိုလို့ရှိရင်အဆက်အသွယ်လည်းမရဘူးဘယ်ရောက်လို့ရောက်နေမှလည်းမသိဘူးဆိုတဲ့အခါကျခုနပြောသလိုပေါ့နော်စွန့်မတုတ်ပေးဘူးလားရက်လည်းမလုတ်ပေးဘူးလားဆိုတာအဲ့ဒါအဝေးကြီးဖြစ်သွားပြီခုသူတို့အတွက်ကြတော့လေအဲသူတို့အတွက်ကြတော့ဘယ်ဟာပို့ပြီးတော့အရေးကြီးနေလဲဆိုရင်အခုဒီညဗမာအိတ်ရမှာလဲ ဒီညဘယ်နာမှနေရမှာလဲမနေ့ပြန်ဘယ်နာမှစားရမှာလဲဆိုတဲ့အရာတွေကပိုအရေးကြီးသွားပြီပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်တို့ဟန်နုဆန်နဲ့ကျွန်တော်နဲ့တိုင်ပင်ပြီးတော့ညီကိုနှစ်ယောက်ပေါ့နော်မလုပ်လဲဆိုတော့စကိုင်းမှာအဲ့လိုပေါ့ဟိုဆုံးမသွားတဲ့သူတွေအိမ်ရမိသားစုတွေကလုံမပေးနိုင်တဲ့သူတွေအတွက်ကိုကျွန်တော်ဖုန်းကြီးနဲ့ပေါ့နော်တေချာလေးအဲလူ2000စာကိုစွန့်ကပ်ပြီးတော့မှ အမြတမ်းပေးဝေးရအောင်နောက်နေ့တရက်မှာကျွန်တော်လုပ်ခဲ့ပါတယ်ခင်ဗျ။ဟုတ်ကဲ့ကျွန်တော်စီရနေပြီးတော့ဆီယံကျွန်တော်ကိုပေါ့နော်ဆီယံပေးပြီးအပ်ထားတဲ့ဒီအလှူမတော့ကျွန်တော်တို့ရဲ့ကျွန်တော်သွားတဲ့နေ့ကတို့ရဲ့ရက်လည်တဲ့နေ့ပေါ့နော်ရက်လည်တဲ့နေ့ဖြစ်တဲ့အတွက်အာကျွန်တော်ကုငွေနေနဲ့၁၀သိန်းကျွန်တော်ပြန်ပြီးတော့လှူဒန်းခဲ့ပါတယ်၁၀သိန်းလှူဒန်းခဲ့တဲ့ခွန်အားတွေလည်းပေးခဲ့တယ်ပြီးတော့အဲ့ရွာကြီးတရာလုံးမှရှိတယ်ပေါ့နော်ပျက်စီးသွားတဲ့အင်ဂျီတရာကျော်လည်းကျွန်တော်ငွေ၁သိန်းစီကျွန်တော်လှူဒန်းခဲ့တယ်မပျက်စီးဘဲနဲ့ငလင်ပင်တင်ခံရတဲ့သူတွေအကုန်လုံးကိုလည်းငွေ၃000ရဲ့ အငွေ3000ရဲ့လက်ရမောလက်ဖက်သိန်း30ဘူးကျွန်တော်လှူဒန်းခဲ့ပါတယ်ခင်ဗျနောက်ထပ်အဒုတိယခြေလှမ်းအနေနဲ့ကတော့ခုနပြောခဲ့သလိုပဲအချဲရမီဘပြည်သူတွေအခုဆိုလို့ရှိရင်ဒါအပြင်မှာအာမန္တလေးမှာဆိုလဲတွေ့ရတဲ့ကျုံဘေးတွေပတ်ဖလက်ပလက်ဖောင်းဘေးတွေအာဒီလိုအိမ်ရှိတွေမှာပေါ့နော်တချို့ကျတော့လေကိုယ့်ရဲ့ဒီအိမ်ကြီးပျက်စီးသွားတယ်ပျက်စီးသွားတဲ့အပုံလိုက်ကြီးပေါ့နော် အာဘလို့ပြောအပုံလိုက်ကြီးလို့ပြောတာဒါစိတ်ထဲမှာပေါ့နေသေးတယ်အဲ့လိုမဟုတ်ဘူးအိမ်ပြက်ကြီးပေါ့ဒီအိမ်ပြက်ကြီးရဲ့ဒီအပုံလိုက်ကြီးရဲ့အရှင်မှာမိသားစုဝင်တွေကလည်းအောက်မှာပြီနေသေးတယ်ဆွဲထုတ်လို့လည်းမရသေးဘူးသေလားရှင်လားလည်းမသိသေးတဲ့အချိန်မှာဒီရှင်းရနေမခွာနိုင်မဲနဲ့ဒီအရှင်မှာနေမခုံလေးတစ်လုံးနဲ့ထိုင်နေတာမျိုးတွေဗတ်တက်ကလေးရက်ပြီးစောင့်ကြည့်နေတာမျိုးတွေလည်းအများကြီးတွေ့ကြရတယ်အဲ့တော့အဲ့လိုမျိုးဖြစ်သွားတဲ့အခါကျတော့ဒီငလင်ဘေးကကျွန်တော်တို့ကြုံခဲ့မှုတဲ့ရေဘေးနဲ့လုံးဝမဆိုင်ဘူးဒါကဘာလဲဆိုရင်ကျွန်တော်တို့ရေရှည်လောင်းပလန်ကျွန်တော်တို့ကယ်ဆယ်မရမယ်တစ်ခါတည်းကယ်ဆယ်လို့မရဘူးအ ခုကဲပြီးသွားရင်လည်းအခုသွားမယ်ထမင်းထုပ်တွေဝေမယ်အဝတ်စားတွေဝေမယ်ဒါကကျွန်တော်တို့ခဏတာပဲဒါသူတို့ရဲ့ဘဝကိုဘယ်လိုပြောကူလို့ရမယ်ဘောလို့ဘဝကြီးတောက်လျှောက်အောင်ဟိုဘယ်လိုပြောတောက်လျှောက်အဆင်ပြေပါဖို့အတွက်ဆိုတာဒီကျွန်တော်တို့ကဖြည်းဖြည်းနဲ့မမှန်ကျွန်တော်တွေကလည်းရှာမယ်ရှာလို့ရသမျှကိုသူတို့ပံ့ပိုးမယ်သူတို့ကလည်းသူတို့နီးသူတို့ဟန်နဲ့ယုံကံပဲအဲ့လိုပူးပေါင်းပြီးတော့ပေါ့နော်ဒီသက်ဆိုင်ရာသူတွေကလည်းကူညီကြမယ်ပေါ့နော်တခြားနိုင်ငံတကားလည်းကူညီမယ်အဲ့လိုကူညီမှုတွေ၄ခုလောက်ကိုတခါလဲစုံပြီးတက်မှတာလေဒါ တစ်နှစ်နှစ်နှစ်အတွင်းမှာ normal life ကိုပြန်ရမှာပေါ့ဒါတော့မှတော်တော်ကိုကြာအောင်ပဲဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့တွေပတ်စံရှိလို့အိမ်ဆောင်နိုင်နေဆိုတော့မှတစ်နှစ်အတွင်းအိမ်ပြန်စားဖို့ဆိုတာမလွယ်ဘူးဒါကြီးကဒီအပုံကြီးကိုကျွန်တော်ဖြည့်ရှင်းရအောင်ပဲအခုဖြစ်နေတဲ့အပုံလိုက်ကြီးကိုကျွန်တော်ဖြည့်ရှင်းရအောင်ပဲတဲ့ချက် တချို့ကမြင်လိုက်တယ်အိမ်ထဲကမပြိုသေးဘူးမှန်တယ်ဒါပေမဲ့ငလင်ဆိုတဲ့သဘောတရားအခုကျွန်တော်လေ့လာကြည့်ခဲ့တဲ့အခါကျတော့အောက်ခြေတွေကိုပဲသူကခါပြစ်တာဖြစ်တဲ့အတွက်အောက်ခြေတွေပြတ်ထွက်ကုန်တာဒီလိုကြောင့်မဒီအိမ်ပေါ်မှာတက်နေလို့မရတော့အိမ်ကြီးကကြိလိုက်တာတော့အလုံးလိုက်ကြီးအကောင်ကြီးပဲဒါပေမဲ့အဲ့ဒီအိမ်ပေါ်မှာနေလို့မရတော့ဘူး ဒါဒီအနည်းနဲ့မြန်ဖြိုကိုဖြိုရတော့မှာအစိုးရကလည်းဖြိုခိုင်းမှာပဲတပ်ဆိုင်ရကလည်းဖြိုခိုင်းမှာပဲဆိုတော့အန်ရရှိတယ်ဒီပေါ်မှာနေရဖို့တော့လေအဲ့တော့ ဒီလိုမျိုးကိစ္စရဲ့မျိုးတွေအများကြီးပဲလူတွေကကြုံတွေ့လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရေရှည်သွားမှာဖြစ်တယ်ကျွန်တော်ဖြည်းဖြည်းနဲ့မှန်မှန်ပေါ့နော်ကုညီရမယ်ကျွန်တော်ရဲ့ဒုတိယခြေလှမ်းကတော့ကျွန်တော်တို့ခုအားလုံးအတွက်နားခိုရနေရပေါ့နော်နေရာကြီးတစ်ခုရအောင်ကျွန်တော်ဖန်တီးမယ်ဒါကတော့မသေးချာသေးတဲ့အတွက်ကျွန်တော်ဒီမှာမီဒီယာပေါ်မှာကျွန်တော်ပုံမှန်လင်းလင်းပြောပြလို့မရသေးဘူးအကယ်၍သေချာသွားပြီဆိုတဲ့အခါကျရင်ကျွန်တော်အားလုံးကိုသေချာလေးရှင်းပြပြီးတော့လာနေဖို့အတွက်ကိုလည်းကျွန်တော်ဖိတ်ခေါ်ပါမယ်အဲ့တော့ဒုတိယခြေလှမ်းအနေနဲ့ကတော့ကျွန်တော် အားလုံးနေနေလို့ရဖို့အတွက်အခုမိုးရွာတီရောက်တော့မယ်ပေါ့နော်မိုးရွာတော့မယ်မုံတိုင်းကလည်းဝင်လာပြီဒီလိုအချိန်မှာမိုးလုံးလေးလုံးနဲ့နားခိုရာရဖို့အတွက်ကိုကျွန်တော်တို့စူးစမ်းနေပါတယ်အဲ့ဒီအတွက်လည်းနောက်ပိုင်းမှာကျွန်တော်လှူပြစ်မယ်ဆိုရင်လည်းကျွန်တော်အစားအသောက်တွေဝတ်ထည်တွေမဟုတ်ဘဲနဲ့ကျွန်တော်ပတ်စံကိုပဲအဓိကထားပြီးကျွန်တော်လှူပါတော့မယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ နေတူကလိုအပ်ချက်တွေကဘာတွေလိုအပ်နေမလဲဆိုတော့ကျွန်တော်မပြောနိုင်ဘူးအဲ့ဒီလိုအပ်ချက်တွေကပတ်စံကိုင်းပြီးဖြည့်ရှင်းမှာပဲရမှာပေါ့သဘောတရားပြောရင်ဒီအပုံလိုက်ကြီးကိုဒီအုပ်ပုံကြီးကိုဖယ်ဖို့ဆိုတာဒီလဲငွေလိုတယ်ဒီအုပ်ပုံအောက်မှာပြိနေတဲ့သူတွေဆွဲထုတ်ဖို့ဆိုတာလဲငွေလိုတယ်ထွက်လာတဲ့သူတွေခြေထောက်ကျိုးတယ်လက်တွေဖြတ်ပစ်ကြတယ်ခြေထောက်တွေဖြတ်ပစ်ရတယ်ဒီလိုလူတွေကိုကုသဖို့ဆိုတာလဲငွေလိုတယ်ဒီတော့ကြောင့်မို့ကျွန်တော်ကတော့နောက်ပိုင်းမှာငွေသားကိုပဲအဲဘယ်လိုပြောရမလဲလှူဒန်းဖို့အတွက်ကိုကျွန်တော်ရည်ရွယ်ထားပါတယ်ကြောက်စင်မှာဆိုလို့ရှိရင်အမတယောက်ကခြေထောက်ဖြတ်လိုက်ရတယ်စိတ် က်တွေအရန်ကြာကြာနေကျွန်တော်ရောက်သွားတဲ့အချိန်မှာ तू ဟိုးဘက်တစ်ပင်အောက်လေးမှာထောက်ဆုံးလေးကတို့ဘယ်လိုပြောရမလဲခရင်မှာ तू နေရတဲ့အခါကျတော့ကျွန်တော်အဲ့ဘက်ကိုမရောက်လိုက်ဘူးပေါ့နော်အဲ့တော့သူ့ရဲ့ညီမလေးကိုပြေးပြီးလာခေါ်ခိုင်းတယ်ကျွန်တော်ဟိုတွေ့ချင်လို့ပါမတွေ့ရရင် तू မတွေ့လိုက်ရမှာစိုးလို့ဆိုပြီးတွားလိုက်တဲ့အခါမှာ तू ရမ်းစိတ်တက်ကြနေကိုယ်တွေ့တော့ဖန့်ငိုတာပေါ့နော်ဟိုလက်စိတ်မကောင်းဘူးပေါ့နော်အကောင်းကြီးကနေမှာ ဘယ်လိုပြောရမလဲပတ်စံရှိတဲ့လူထန်းစားတရက်ကနေမှပေါ့နော်ချက်ချင်းဝုန်းကနေဆိုပြီးတော့ကိုယ့်ရဲ့အသက်ဝိုင်းစီးစိမ်တွေတခါတည်းမြေကြီးပေါ်မှာအပုံလိုက်ကြီးဖြစ်သွားတယ်အဲပြီးတဲ့အခါမှာဘာမှလက်ထဲမှာမရှိတော့ဘူးပြီးတဲ့အပြင်ကိုယ့်ရဲ့အင်္ဂါစိတ်ပိုင်းတွေပါဖြတ်တောက်ဖြစ်ကြတယ်ဆိုတော့သူတရက်ရဲ့ခံစားချက်ကအယံကိုပြင်းထန်မှာပါအဲ့တော့အပိခဲ့တယ်နောက်ထပ်သူစီကိုလည်းကျွန်တော်တွားပြီးတော့လှူရန်အောင်မယ်လို့ကျွန်တော်စိတ်စိတ်ကိုဆုံးဖြတ်ပြီးပြန်လာခဲ့တာပေါ့နော်အာတယောက်ဆိုလို့ရှိရင်နေပြီးတော့တယောက်ဆိုရင်ကျွန်တော်ရဲ့ customer ပဲသူဆိုလို့ရှိရင်လည်းဒါ အထေးမှာပဲပေါ့နော်သို့တော့ဒီငလင်ထဲမှာပါသွားအိမ်တလုံးလုံးဝုန်းကနေဆိုပြူကြပါရဲကားတစီးနဲ့ပဲကြံခဲ့တယ်ပေါ့နော်ဟောဆိုတဲ့အခါကျတော့သူဆိုတဲ့ငိုပြီးတော့ကျွန်တော်လှမ်းပြီးဖုန်းဆက်တဲ့အခါမှာကျွန်တော်မနေနိုင်ဘူးအရောက်သွားခဲ့တယ်ကျွန်တော်လက်ဆောင်ပေးခဲ့တဲ့ပန်းစီလေး၁၀သိန်းနဲ့ပန်းစီလေးကိုကျွန်တော်တိန်းထားတာပေါ့နော်၁၀သိန်းဆိုတော့လည်းဒါလောက်လောက်လာလာပတ်စံဖြစ်တဲ့အတွက်ကိုလိုအပ်တဲ့အချိန်ဥမာတရားရောက်ကိုကူညီဖို့လိုမှလားကို့အတွက်လိုမှလား ိုမိဘအတွက်လိုမှလားပေါ့နော်လိုအပ်တဲ့အချိန်ကျရင်ဒီပန်းစည်းလေးကိုထုတ်သုံးမယ်ဆိုပြီးကျွန်တော်အခန်းဗီဒီယိုပေါ်မှာတင်ပြီးတင်ထားတာတော်တော်ကြာပြီမသုံးရက်ခွဲနေအဲ့တော့ကျွန်တော်အဲ့ဒီပန်းစည်းလေးကိုကျွန်တော်လှူခဲ့တယ်အဲနောက်ပိုင်းပေါ့နော်ခုနပြောတဲ့ကျွန်တော်ရဲ့ second plan ကိုလုပ်တဲ့အခါမှာအာပတ်သက်မရှိခဲ့ဘူးချေရတဲ့မိဘပြည်သူတွေကိုလည်းကျွန်တော်အလှူခံပါပေါ့နော်ခံလို့မရတော့ဘူးဆိုတဲ့အခါမျိုးကျရင်ကျွန်တော်ရဲ့ရှိတဲ့လက်ဝက်လက်စားတွေကျွန်တော်ရောင်းပြီးတော့ဒါ လောက်ဆောင်ပါလို့လောက်ဆောင်မယ်လို့လှူဒန်းမယ်လို့ကျွန်တော်စိတ်ကူးထားပါတယ်ခင်ဗျရေပင်နဲ့မတူဘူးပေါ့နော်အချာကြီးဖြတ်သန်းမှာပြီးရင်ဟိုငလင်းနေငိန်သွားလို့ကိုယ့်ရင်ပေါ်လဲကိုပြန်တက်နေလို့မရဘူးကိုယ့်ရဲ့အိမ်တွေကလည်းအကောင့်တိုင်းရှိမနေတော့ဘူးဆိုတဲ့အခါကျတော့သူတို့အတွက် ကြောတခင်းစာလုံကြုံတဲ့နေရာမှာရှိနေဖို့ဆိုတာအရန်လိုအပ်လာပြီပြီးတော့အခုဒါနှွေရသည်ဆိုပေမဲ့တကြံပြီးပြီဆိုတာနဲ့ဒါမုတ်တုံအောင်ဝင်လာမယ်မိုးတွေရရွာလာမယ်တကြံမိုးရွာလာမယ်အခုလမ်းမေးမှနေနေတဲ့သူတွေဘယ်လိုဆက်နေကြမလဲပေါ့နော်ပြီးရဲ့အခါမှာအဲ့လိုနေပြီးတဲ့အပြင်ကျွန်တော်ကစားနေုံနဲ့မရဘူးစားပြီးသားကိုပြန်ထွက်တဲ့အရာလည်းအရေးကြီးတယ်ပေါ့နော်အဲ့တော့မိုဘိုင်းအင်တာတွေစောက်ဖို့တော်လည်းကျွန်တော်ဖန်တီးရမယ်အခုမိုဘိုင်းအင်တာတစ်လုံးသိန်း30လို့လည်းကြားရတယ်ပေါ့နော်တချို့ကြတယ်30 40အဲ့လိုမျိုးကြားရတယ်ပေါ့အဲ့ဒါမိုဘိုင်းအင်တာတွေကျွန်တော်ဖန်တီးရမယ်ထမင်းတုပ်တွေပေးနေလို့များစားပြီးရင်ထုတ်ဖို့အတွက်ကိုလည်းကျွန်တော် တော်တာစီစဉ်ပေးရမှာပေါ့နော်အဲ့လိုမျိုးမှမစီစဉ်မနေနိုင်ဘူးဆိုကျွန်တော်ဘာဖြစ်လာမလဲဆိုကာလယောဂတွေဆွက်ကတ်လာမယ်သူပြောလာမယ်ဒါတွေဆိုလို့ရှိရင်ကျွန်တော်ဖြည့်ရှင်းအရန်ခတ်သွားမှာပေါ့နော်အဲ့တော့ကြောင့်မလို့ဒီလိုမျိုးစနစ်တကျနဲ့ပေါ့နော်နေလို့ထိုင်လို့ရမယ်နေရာလေးတစ်ခုကိုဖန်တီးနိုင်ဖို့အတွက်ကိုကျွန်တော်အခုအစွမ်းကုန်ကြိုးစားနေပါတယ်အဲဖြစ်ဖို့လဲ99.99%တော့ချိန်တည်သွားပါပြီခင်ဗျာ ဘယ်လိုတရားတွေရလဲဆိုတော့ကျွန်တော်တို့ဒီအာတဘာဝဘေးရနေရတွေရပါတော့ကျွန်တော်တို့လူသားတွေကိုအကြီးအကျယ်ရိုက်ခတ်သွားအောင်လဲလုပ်နိုင်တယ်လို့ပေါ့ဟိုဘယ်လိုပြောရမလဲချက်ချင်းပေါ့နော်တမဟုတ်ချင်းပြောင်းလဲသွားအောင်လဲလှုပ်ဆောင်နိုင်တယ်ဒါလေးကိုလည်းကျွန်တော်မြင်ရတယ်အဲ့အတွက်ဘယ်အရာမှမတီမြဲဘူးဆိုတာလည်းကျွန်တော်သိလာရတယ်ပြီးတော့အခုလို့ အသက်ရှင်နေတယ်ကျွန်တော်တို့အားလုံးပေါ့အခုကြည့်အာဒီအင်တာဗျူးကိုကြည့်နေတဲ့ချက်ရတဲ့ညီကောင်မောင်နှမတွေအကုန်လုံးလဲဒါကျွန်တော်နဲ့ထပ်တူပေါ့ကံကောင်းလို့ဒါနေဒီလိုမျိုးကြည့်နေနိုင်တာပေါ့နော်ကျွန်တော်လည်းကံကောင်းလို့ဒါနေဒီလိုမျိုးပြောနေနိုင်တာပေါ့အဲ့တဲကြောင့်ဒီနေ့အစားပြီးကျွန်တော်တို့အကုန်လုံးကတယောက်နဲ့တယောက်ပေါ့နော်အကောင်းမြင်ဝါဒလေးကိုကြည်ပြီးတော့အားလုံးနဲ့ချစ်ချစ်ခင်ခင်နေဖို့အတွက်ကိုတော့ပို့ပြီးတော့အရေးကြီးသွားပါပြီဘာဖြစ်လို့လဲဆိုတော့တဘာဝတရားကြီးကျွန်တော်တို့ကိုနှိပ်စက်တဲ့အခါမျိုးじゃんကျွန်တော်တို့အားလုံးက ကျွန်တော်တွေမခံစားနိုင်တဲ့ဒုက္ခမျိုးတွေကိုခံစားပြီးတော့ဘဝတွေအများကြီးကြောင်းလဲသွားမယ်ရှိပြီးသားအရာတွေလည်းလက်လွတ်ဆုံးရှုံးနိုင်ရတယ်ဘယ်သူမှလည်းကျွန်တော်ရမယ်ရှာလို့မရဘူးဘယ်သူမှလည်းအပြစ်တင်လို့မရဘူးဒီတိုင်းပဲထိုင်ကြည့်နေရတာပေါ့နော်အဒီလိုမျိုးဖြစ်လာတဲ့အားလုံးချစ်ချစ်ခင်ခင်နဲ့အပြစ်တရားနဲ့တရားအပြစ်မမြင်မဲနဲ့ပေါ့နော်ဖြည့်တွေးပြီးတော့မှနေထိုင်သွားရမယ်ဆိုတဲ့အသည့်လေးတစ်ခုကိုတော့ကျွန်တော်အခုချိန်မှာရရှိသွားပါတယ်ခင်ဗျာ